တယောက်တည်းနဲ့တနိုင်ငံလုံးတည်ထောင်လို့မရပါဘူး။ဒါပေမဲ့တယောက်တည်းနဲ့နိုင်ငံတစ်ခုလူတစုလူထုတအုပ်စုရဲ့ယုံကြည်မှုကိုတည်ဆောက်လို့ရပါတယ်။အဲဒီယုံကြည်မှုနဲ့အင်အားကနေပြီးတော့ပြန်ပြီးကိုယ့်အတွက်ခွန်အားပြန်ယူပြီးတော့တဖြည်းဖြည်းတိုးချဲ့သွားတော့ဆိုလိုတာပါ။အလဘိုင်းတော်လာရစ်တက်တယ်လမ်းပြောင်းနေတဲ့ PDF တွေဖြစ်နေတယ်တစ်ဖက်မှာလွတ်မြောက်ရေးအော်နေတဲ့ဒီမိုကရေစီရဖို့အမေရိကန်လည်းအားပေးမယ်နောက်တစ်ဖက်မှာတည်ငြိမ်ရေးလှုပ်ပေးဖို့တရုတ်ကလည်း ဖလိန်ချပြီးတော့ပတ်ပြီးတော့ဝိုက်ပြီးတော့လွမ်းမိုးနေတယ်ဒီကြားထဲမှာကျွန်တော်တို့အချိန်ညာညှိချမ်းရေးလည်းမရအောင်မြင်မှုအရေးရောက်လည်းမမြင်ရ UNG ကလည်းဘာမှမသိ EAO တွေကလည်းကိုမဟာပြည်ပမစုစည်းထားဘူးအဲ့လိုအချိန်ဒီမှာအလဲပိုင်းမှာဗမာပြည်နယ်မှာလက်လက်ကန်တော့လည်း PDF တွေဘယ်ကိုဦးတည်မှလဲလမ်းမမြင်တဲ့တော်လိုင်းရေးအစုတ်သက်သွားရတော့မယ့်အချိန်ဒီလားအလင်းရောက်တော့တွေ့ရအောင်မလားဒါဆိုရင်ရှင်းရှင်းလေးပါပဲမဟာပြူပါဘိုင်းနဲ့ပြောမှဆိုလေးချက်ပဲရှိတယ်နံပါတ် ် UNG ကတိုင်းပြည်အဆင့်မှာခိုင်မာမှုအားနည်းတယ်ကျွန်တော်တို့ PDF တွေကိုငါဖန်ပြီးတင်ပေးတယ်ငါမြတ်တယ်လည်းပေးလိုက်တယ်ဒါပေမဲ့ဘယ်ပေးလဲမှာတော့ဖန်ရမလဲဆိုတာမပြောပြဘူးဆိုတဲ့အခြေအနေမျိုး UNG နိုင်ငံလမ်းညွှန်မှုမပေးနိုင်တော့ PDF တွေဟာဘယ်သူနဲ့လက်တွဲရမလဲဘယ်သူရှာရမလဲဆိုတဲ့ကိုယ်တိုင်ရွေးချယ်နိုင်စွမ်းမရှိတဲ့စိတ်ရှုပ်ထွေးမှုနဲ့အရင်ဆိုင်ရတယ်ဒါ၁နံပါတ်၂က EO တွေရဲ့မဟာပြူဟာစုစည်းမှုလည်းအချင်းချင်းကြားမှာမရှိဘူး PIA ကလည်းတက္ကန်တော့ KIA ကလည်းသူတေသားမှာတနည်း AA ကလည်းသူတို့ရဲ့နိုင်ငံရေးစီးမြင်တဖုံသွားနေတော့ PDF တွေကဟိုလေးကိုမျက်စိတက္ကန်နဲ့ငေးလိုက်ဒီဖက်ကိုမျက်စိတက္ကန်နဲ့ရက်ကြည့်လိုက်ဘာလို့မှမသိတဲ့အဖွဲ့စည်းလို့လို့ဖြစ်နေတယ်တယောက်နဲ့တယောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့မတူညီတဲ့ဥတီချက်တွေကြောင့် PDF တွေဘယ်ဖက်ကိုလှည့်ပြီးတော့အကူချရမှမသိဖြစ်နေတာဘာနှစ်ပတ်နေချက် EU တွေကအလုံးကတက်ဆိုင်ရဒေတာလိုက်လွှမ်းမိုးမှုကိုလည်းကောက်ွယ်ရမယ်နော်အဲ့လိုမျိုးတွေပေါ့ဗျာသူလုံးချရှိတာသူလုံးနေကြတော့ရှုပ်နေတာလေ တော့ဒါအကြောင်းမို့လို့ဘယ်ကတ်ပြီးတော့ဘယ်လိုပူပူပေါင်းတိုက်ရမလဲ PDF အဲ့ဒီရွေးလို့မရဖြစ်နေတယ်။နောက်နံပါတ်2နံပါတ်3 proxy strategy တွေပေါ့ဗျာနော်အခုပဲလာပြီလေဘင်္ဂလားဒေ့ရှ်ကနေပြီးတော့လာတာအဲ့ဒါအရင်တော့ထိုင်းကနေလာခဲ့တဲ့ပုံစံနဲ့အတူတူပဲဒါဂျာခန့်ပြီးတော့ပြပနိုင်ငံတွေရဲ့ဒီဘယ်ပတိပခါကို proxy ဝင်လုံးမဲ့ကန်တာတည်းမှာပိတ်မိနေတဲ့ချင်းနေတရုတ်ကထိတ်ချုပ်ရောက်ခဲ့တဲ့ဒေါ်လာကြီးကိုသဘောမကျဘူးအမေရိကန်ကလည်းလက်နက်အင်အား မခိုင်မသေးတဲ့တပ်ဖွဲ့ကိုအကူအညီပေးဖို့မရှိဘူးတွေ့ဝင်နေမှာပဲအဲ့လိုအခြေအနေမှာ PDF ဒီဂျာညက်နေမှာပဲသူတို့မလိုလားတဲ့ proxy proxy ကတော့ဘယ်သူမှမလိုလားပါဘူးဒါပေမဲ့ RAM မိုးလာနိုင်တယ်အခုတို့အဲ့ကစားကွက်တွေရောက်သွားနိုင်တဲ့ ANDI ရရှိနေပြီဒါကနံပါတ်၃ချက်နော်သူတို့အတွက် ANDI ရရှိတယ်နံပါတ်၄စစ်တပ်လည်းမပြိုသေးဘူးဘဟုဥဆောင်မှုကလည်းအလယ်မှာအားနည်းနေတယ် အခုဆိုရင်အင်းတော့ဆုတ်ပြီးတော့ဒီဖက်ကတာမှာပြန်ပြီးအားဖြည့်တယ်ဒီဖက်ကအလယ်ပိုင်းမှာဘိုးတွေနေကနေကကျဲပြီးတော့ခိုင်မာမှုရအောင်သူလွမ်းမှုမှုဩဇာလွမ်းမှုမှုရအောင်ပြန်ယူနေတဲ့ပုံစံအဲ့ဒါကရွေးကောက်ပွဲတွေဘာတွေတွေ့ပေါ့ဗျာနော်ပြပြထက်ထက်ကျဲနေတာသခိုင်းတို့မန္တလေးတို့ထိမယ်ဗျာဒီတော့နံပါတ်၄မှာကစစ်တပ်ကလည်းမပြုတ်သေးဘူးအဲ့ဟောက်ကိုတိုက်ဖို့အတွက်ဆိုရင်မြို့ပြပဲကြံတော့တယ်ကြံတဲ့ပါချီပါချက်စခန်းတွေကတိုက်ပြီးွားပြီး စီလုံးညီညွတ်တဲ့အမေဘစ်ကုတ်ကဲမှုစနစ်တစ်ခုနဲ့မှသာတိုက်လို့ရမယ့်အဆင့် level ရောက်သွားပြီ PDF တွေရတဖွဲ့စီရဆုပ်ဖြတ်ချက်တွေလောင်းနေမဖြစ်ဘူးဒီတော့စုပေါင်းထားတဲ့မဟာဗျူဟာလည်းအမျိုးမျိုးကွဲပြားနေတယ်ဒီတော့အဲ့လေးချက်အလယ်ပိုင်း PDF တွေအတွက်ခက်ခဲနေတယ်အဲ့ဒီဟာတွေကတရားမှုရှိတယ် data alike ပြည်နယ် alike ဘယ်စခန်းကိုတိုက်လိုက်ပြီ ဟုတ်တယ်အဲ့ဒါအနိုင်မဟုတ်ဘူးအောင်ပွဲရတာမဟုတ်ဘူး တနင်္ဂနွေလို့အတိုင်းအတာနဲ့အဝဲရတာမဟုတ်သေးဘူးမတူဘူးတက်စကန်တစ်ခုကိုတိတ်လိုက်နိုင်တယ်ဖြည့်စီးလိုက်တယ်ဟုတ်တယ်အင်ဒေါ်တို့ဘာလို့ထားလိုက်တခြားနေရာတွေပေါ့ဗျာဒီတော့မြို့ပြောက်ချီတက်နိုင်ဖို့လမ်းစာမတွေ့ရသေးဘူးမမြင်ရသေးဘူးဒေတာတွေမှာအောင်မြင်မှုတွေရကောင်းရနေပေမဲ့တိုင်းပြည်တစ်ခုလိုလွတ်မြောက်ဖို့လုံနိုင်တဲ့အခြေအခြေနေရာအဝေးပဲသေးတယ်နော်ဒေတာတစ်ခုထဲမှာအောင်မြင်မှုရချင်ရနေမယ်ဒါဟာတိုင်းပြည်တစ်ခုလိုလွတ်မြောက်ဖို့ဆိုတဲ့ကံတော့အဝေးနောက်တစ်ခုက ်ပီဒီအက်အများစုမှာစေရေးရအောင်မြင်မှုတွေရှိတယ်နိုင်ငံကြီးမှတ်ချက်မဲ့နေတယ်တဖြည်းဖြည်းစိတ်ဓာတ်ကျလာတယ်ဒေတာတွေမှာအာနာတီဆောက်ပြီးတဲ့နောက်မှာသူတို့စတင်ရင်ဆိုင်ရမယ့်အရာကသူတို့တွေရဲ့လုံဆောင်ချက်အလုံးဘယ်တော့မှမပြီးဆုံးနိုင်တဲ့သိခမဲ့ဂုံသိခမရတော့တဲ့အခြေအနေမျိုးဖြစ်လာနိုင်တယ်စိုးရိမ်စရာတွေဖြစ်လာတယ်စေရေးရအောင်မြင်တာဟုတ်တယ်ပြန်ရှုံးသွားရတယ်ပြန်ရှုပ်ဖို့လည်းအလားအလာလေးရှိတယ်ပြန်တိုက်ခိုက်ရလာလေးလည်းရှိနိုင်တယ်ဒီတော့ခိုင်မာတဲ့အောင်မြင်မှုနဲ့ငါတို့တွေဒီတမိုင်း တပွေးမှာငါတို့တွေပါဝင်ခဲ့တယ်ဆိုတော့ပြောင်ပြောင်းတဲ့ဂုံပုတ်မပေါ်လာနိုင်ဘူးအဲ့တော့လက်ရှိမှာကိုပဲဘာအတွက်ဆက်ပြီးတော့လုပ်ရမလဲဘာအတွက်ခိုင်ခိုင်မာမာအသက်ပေးဆက်ရမလဲဆက်လုပ်ရမယ့်နိုင်ငံကြီးရမချက်မရှိတော့ဘူးဆိုရင်ထေချာပေါက်စိတ်ဓာတ်ကျဆင်းလာမှာပဲနောက်တစ်ခုကတွန်လိုင်းအရာစုတွေအကြမ်းမှတွေးကွက်တာအဲ့ဒါလည်းခိုင်မာတဲ့အတွေးခေါ်တွေနဲ့ခိုင်ခိုင်မာမာမရှိတဲ့အာဖွဲ့စည်းပုံမရှိတဲ့အခြေအနေမို့လို့နော်မျော်လင့်ချက်တွေပြောင်းဆိုးပြီးတော့မတည်ငြိမ်တဲ့အတွေးခေါ်တွေ မသွေးသိမ်းတဲ့အတွေးတွေနဲ့စိတ်ဓာတ်တွေကြပြီးလမ်းကြောင်းမဲ့သွားနိုင်တယ်။ဘာပြီးဘာလုပ်ရမလဲဆိုတော့လုပ်ငန်းစဉ်ရှိနေတယ်ဆိုရင်တက်တလာမရှိဘူး။ဒါရိုက်ရှင်တစ်ခုပေးထားတဲ့တက်တလာမဟုတ်ဘူး။ထိုလိုင်းအင်အားစုတွေကြောင့်မှဒါရိုက်ရှင်တစ်ခုမပေးထားနိုင်တဲ့အတွက်ကြောင့်တဖြည်းဖြည်းကွဲပြီးတော့လုပ်ချင်တယ်လုပ်ဖြစ်သွားနိုင်တယ်။ပြီးတော့အဲ့ဒီတန်းမှမှမဖြစ်မနေစမ်းစစ်ရမှာကအစိုးရဖြစ်လာနိုင်ခြင်းနဲ့လက်တွေ့ကြကြဖြစ်လာနိုင်ခြင်းအစိုးရက PDF တွေစိတ်ရှုပ်ပြီးတော့စိတ်ရှုပ်ထွေးများပြီးတော့ မြေပြင်မှာအကျိုးမရှိတဲ့အင်အားအသုံးပြုမှုတွေကိုဖက်ကိုလှုပ်လာနိုင်တယ်။ဒါဟာအကျန့်ဖက်တာပဲ။လက်နဲ့ကင်တော့လို့ဒေတာတွေမှာအာနာမဲ့အုပ်စုတွေအများကြီးပေါ်လာနိုင်တယ်။ဟိုတစ်ဖက်ဒီတစ်ဖက်ပြားသားဖြစ်သွားနိုင်တယ်။တော်လိုင်းကြီးဟာအဲ့ဒါဆိုရင်ပြည်တွင်းအကျန့်ဖက်မှုအဆင့်ရောက်သွားတာမကောင်းဘူး။နောက်တော့လက်တွေ့ကျကျပြောရမယ်ဆိုရင်ပြန်လည်ပြင်ဆင်ပြီးတော့နော်စစ်တပ်တစ်ခုလိုစနေတကျကွက်ကဲနိုင်မဲ့ command center တစ်ခု အမေရိကန်ကော့ကမှုတစ်ခုတည်ဆောက်ရမှာတကယ်ကတော့ AO တွေနဲ့ဖြစ်ဖြစ်ပေါင်းပြီးတော့အနာဂတ်ရေရှည်ပူးပေါင်းဆောင်ရွက်မှုအတွက်မဖြစ်နိုင်ဘူးဆိုရင်တော့ကျွန်တော်ပြောချင်တာကအခုလာပြီ PDF တက်ဖက်တက်ဖက်တစ်ခုတဲကနေပြီးစတင်ပြီးနိုင်ပြီးတည်ဆောက်တာဟာအရေးကြီးတယ်တယောက်တည်းနဲ့နိုင်ငံတစ်ခုလုံးတည်ထောင်လို့မရဘူးဒါပေမဲ့ခင်ဗျားတယောက်တည်းနဲ့နိုင်ငံတစ်ခုလူထုတစုရဲ့ယုံကြည်မှုကိုတည်ဆောက်နိုင်တယ် ဲ့ဒီယုံကြည်မှုနဲ့အင်အားကိုအခြေခံပြီးတဖြည်းဖြည်းတိုးချဲ့သွားရမှာဖြစ်တယ်အဲ့တော့ပြောချင်တာပြီးတော့အဲ့ဒီမှာရှင်းရှင်းလေးပဲအမျိုးသားခေါင်းဆောင်မှုမရှိတဲ့တော်လိုင်းရဲဟာဘယ်လိုဖြစ်မလဲအားလုံးသိပါလေဖောက်ထွက်နှမတာပဲရမှာနော်လက်လက်ကပတိပခါတွေနဲ့လွန်မြောက်လို့တဲ့အာဆက်တော့ဇောတွေကြားထဲမှာရှုပ်ထွေးတဲ့အခြေအနေမှာ PDF တွေမဟာပြူပါမရှိပဲလှုပ်ရှားနေကြတယ်အနာဂတ်မှာ ော်လာရေးအောင်မြင်အောင်ဖန်တီးဖို့ဆိုရင်ခေါင်းမရှိတဲ့တော်လာရေးမှာခေါင်းဆောင်မှုကိုရှာဖွေရမှာအဓိကပဲဗျမဟုတ်ရင်ဖန်တီးပြီးတော့ပြင်းရှင်းလေးပါပဲတယောက်တည်းနဲ့တနိုင်ငံလုံးတည်ထောင်လို့မရပါဘူးဒါပေမဲ့တယောက်တည်းနဲ့နိုင်ငံတစ်ခုလူတစုလူထုတအုပ်စုရဲ့ယုံကြည်မှုကိုတည်ဆောက်လို့ရပါတယ်အဲ့ဒီယုံကြည်မှုနဲ့အင်အားကနေပြီးတော့ပြန်ပြီးဟိုအတွက်ခွန်အားပြန်ယူပြီးတော့တဖြည်းဖြည်းတိုးချဲ့သွားတော့ကိုဆိုလိုတာပါကိုတက်ဖက်ကိုတေတာလေးမှာပဲ နော်တက်မတော်တစ်ဆက်တက်တော်အဆက်ဒါမှမဟုတ်လေစနေနေ့ကျကော့ကန်းနိုင်မယ်အမေပေးကော့ကန်းမှုတိဆောက်တဲ့ AO တွေနဲ့ဒါမြန်မာနိုင်ငံအနာဂတ်အတွက်လောလောဆယ်မှာကိုယ်အနေထားကအကြီးမဟုတ်သေးတော့တဖြည်းဖြည်းချဲ့တယ်အဲ့ရနေပြီးတော့နေပြီးတိဆောက်တာကိုပြောချင်တာပါနော်မဟုတ်ရင်သွားလိုက်လိမ့်မယ်။အဲ့လိုပြောချင်တာ။အဲ့တော့အရေးကြီးဆုံးပါပဲ။ဘာလို့ဆိုလမ်းပြောက်တာလဲအဲ့ဒါပို့ပြီးတော့လောက်ရတဲ့အရာပါ။